Hello အားလုံးပဲမင်္ဂလာပါရှင်တစ်တော့ရဲကဝတ်သားထူထူဖိုင်ဖို့ရင်အကုန်လုံးတည်ကြမယ်ထင်ပါတယ်မတည်သေးတာကဒီဝတ်သားထူထူဖိုင်လေးမှာတပေါင်းကို2500နဲ့အပေါင်းမျိုးစုံရနေပြီဆိုတာပဲဒီလိုအပေါင်းလေးတွေမကဘဲနဲ့သူကနံရိုးပေါင်းတို့ဘာလို့ဆိုလဲ2500ပြီးတော့ဝတ်သားထူထူနဲ့ဖာဗီယာထမင်းဖီဖန်လေးရနေပြီတောက်ကြီးမျိုးကလုတ်ထိုးဖိုင်လေးမှာထမင်းဖီဖန်မရတာများတယ်ပေါ့နော်ဒီဖိုင်လေးမှာတော့ရနေပြီ အပေါင်းနေဆိုရင်လည်းဒင်ဖန်နေဆိုရင်လည်းတူတူဆဆန်းနေလည်းပါတယ်ပြီးတော့ဒါတွေက ready made အပေါင်းနေအသားလုံးနေမဟုတ်ပဲနဲ့ကိုယ်တိုင်အသားတွေကိုကျိတ်ပြီးတော့ပေါင်းထားတယ်သူရဲ့ကိုပိုင်စတိုင်နဲ့လက်ရည်လေးဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့ဖားရတာဖားလို့လည်းကောင်းတယ်တန်လည်းတန်တယ်။ဖန်ရဲ့2500လောက်ဝန်းနိုင်ယူပေါင်းလိုက်ရတော့ဖားကိုဖားကြည့်တဲ့နဲ့ သူကအချိုဘက်ကိုနည်းနည်းရောက်ပြီးတော့အီအီဖက်ဖက်လေးနဲ့ဒီအယိုးလေးတွေရဖာဝါဖာပြလိုက်လို့ရတယ်အချင်ကတော့ပြောဖရမလို့အောင်ကောင်းပြီးသားဆိုတော့ဒင်ဖန်နဲ့တွဲဖားရတဲ့အချင်ကလည်းတော်တော်လေးကိုဖားလို့ကောင်းတယ် ထမင်းဖီဖန်လေးကတော့ထမင်းဖီဖန်ထားရုံနဲ့မကဘဲနဲ့အပေါ်ကငပ်ဖဲချော်လေးတွေကြိုက်ထားသေးတယ်။မြေဘဲဖန်လေးမှာဖြူပေးထားသေးတာ။ဖန်လေးကလည်းအီအီဖဖလေးနဲ့ဒုတ်ထိုးနဲ့ထမင်းဆိုတာကတော်တော်ကိုလိုက်ဖက်တဲ့အတွဲထဲမှာပါတယ်။ဒါပေမဲ့တောင်ကြီးမြို့ပေါ်မှာတော့ဒုဂိုးဆိုင်လေးကကြာဖန်ကြော်လောက်ပဲရပြီးရောထမင်းဖီဖန်နဲ့ထမင်းဖီဖန်ရတဲ့ဖိုင်ရှားတယ်ပေါ့နော်ထမင်းဖီဖန်နဲ့တွဲပြီးရတဲ့ဖိုင်ကမရှိသလောက်ကိုတော်တော်လေးရှားတယ် ဝက်နံယိုပေါင်းကိုဒီဒီဘလောက်ထိကြိုက်လဲဆိုတော့သူ့ရဲ့အပေါင်းနဲ့အရည်တွေနဲ့ထမင်းနဲ့နဲ့ဖားပစ်ခဲ့တယ်ပေါ့နော်ဖိုင်လေးဖားလေးကိုပြန်ပြောရမယ်ဆိုရင်တော့တစ်တော့ရက်ကွက်ထဲမှာရှိတာပါအွှေမြုပ်ပတ်လန်းအလာရင်မိုင်းတုံကြော်ကြားရဲ့ဘေးလန်းကြားတွေကိုဝင်ခဲ့ရမယ်အဖူဒီဆူရှီကိုကြောလာပြီလို့ရှိရင်တော့ဒီဖိုင်လေးကိုလမ်းထောင်လေးမှာတွေ့ပါလိမ့်မယ်နော်။လော်လေးကတော့ဒါပါပဲရှင်။နောက်ဘလော့တွေမှာတွေ့မယ်။